မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကိုစိတ်နှစ်ဖြာစမ်းမပျော်ရွှင်ကြပါစေခင်ဗျာအခုချိန်ကစပြီထင်ရှားကြော်ကြားခေါင်းဆောင်ကြီးများပြည်တွင်းပြည်ပတော်လှန်ရေးအသိပညာရှင် အတက်ပညာရှင်တို့ရဲ့အတွေ့အခေါ်အယူအဆများနဲ့အဆိုမိတ်များနေ့စဉ်ဘဝအရေးနဲ့ပတ်သက်ပြီးအသိပညာပေးအစီအစဉ်များကိုမျှဝေပေးမှာဖြစ်တဲ့အတွက် like and subscribe လေးလုပ်ပြီးခံစားကြည့်ရှုနာဆင်ပေးဖို့ဖိတ်ခေါ်အပ်ပါတယ် တစ်ကောင်စီကလည်းအဲ့လိုပဲအမြဲတမ်းမှစောင့်ကြည့်ပြီးတော့သူတို့ဘက်ကထောက်လှမ်းရေးပုံစံမျိုးတွေလုပ်နေတာတွေရှိတယ်။ကိုယ့်ဘက်ကလူတွေကိုစီယုံနာမျိုးတွေလည်းရှိတယ်။အဲသူတို့လူကိုကိုယ့်လူပုံစံဖြစ်အောင်ဒါအတွင်အတွင်ယူပြီးတော့ရောင်းဆောင်တဲ့ပုံစံမျိုးတွေလည်းလုပ်လာနိုင်ရည်ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီကရှေ့တစ်လျှောက်လုံးမှာကျွန်တော်ပြောခဲ့တယ်ပေါ့နော်။ အဲဒီတော်လိုင်းတက်ဖွဲ့တွေရဲ့အတိတ်ကနေရာတွေအတိတ်ကနေရာဆိုတာအခုလိုမျိုးတာတင်တန်းကျောင်းတွေလည်းပါတာပေါ့နော်အဲလိုမျိုးဌာနချုပ်နေရာတွေလည်းပါမှာပေါ့ပြီးရင်ဒါကုကဲမှုနေရာတွေအကြီးကဲနေတဲ့နေရာမျိုးတွေဒီလိုနေရာမျိုးတွေကိုဘုံကျဲတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေပါလေအဲလိုမျိုးပြင်ဆင်တဲ့အခါမှာဒီနေရာတွေကိုသိရှိနိုင်ဖို့အတွက်နီလန်းမျိုးစုံနဲ့စုံစမ်းထောက်လန်းပါလိမ့်မယ်ဆိုပြီးတော့ဒါကျွန်တော်တို့သတိရတဲ့ချိန်မှာအခုလိုမျိုးပဲတင်ပြခဲ့မှုတယ်ပေါ့နော်အဲကြောင့်ဘယ်လိုပဲဖြစ်ဒီဥစ္စာကိုသူတို့တွေဒီဇိုင်းမမတ်လုပ်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့သတိ မမိမရောပဲနဲ့သတိထားဖို့လိုတယ်ပေါ့နော်အဲဒီကတော့ဘလို့လူမျိုးကပဲဖြစ်ဖြစ်စစ်ကောင်စီဘက်ကလူဖြစ်လာနိုင်သလားဆိုတဲ့အမြင်မျိုးနဲ့ကျွန်တော်တို့ ပရိုဂရမ်ပြင်စီစစ်ကြဖို့လိုတယ်လုံခြုံရေးမပေါ့လျော့ကြဖို့လိုတယ်ဗောနော်အဲ့တော့အဲဥစ္စာလေးဒါဒါကတော့ဒါဒါတပ်ဖွဲ့လေတရားပေါက်တိမှာဗောနော်အတိလာတဲ့ခါကျရင်တရားပေါက်ပြင်ဆင်ပါလိမ့်မယ်ဒါပေမဲ့ပြောချင်တာကအခြားအဖွဲ့အနေနဲ့လည်းဗောနော်စစ်ကောင်စီကဘက်ကအခုလိုမျိုးပုံစံမျိုးပဲသတင်းယူလာမျိုးတွေထောက်လန်းတာမျိုးတွေစုံစမ်းတာမျိုးတွေကိုပုံစံမျိုးစုံနဲ့အတွင်ယူပြီးတော့သူ့လိုကိုယ်ပိုင်တာပုံစံမျိုးတွေနဲ့လှုပ်ဆောင်လေးရှိတယ် လှုပ်ဆောင်ဖို့အတွက်လည်းညွှန်ကြားထားတယ်ဆိုတဲ့ဟာကိုဒါဒီနေ့ဒီချိန်မှာဒါမြင်တွေ့ရတယ်ပေါ့နော်နောက်တစ်ခုကဒါကျွန်တော်တို့လူမျိုးကသိရတဲ့အတိုင်းပဲတခုဆိုရင်အရန်တနာတက်တယ်အရန်ဂယုနာထားတယ်ကိုချင်းစားတယ်တဘောကောင်းတယ်အယုံလွယ်တယ်ဒါတွေအကုန်လုံးကိုစစ်ကောင်စီကအခွင့်ကောင်းယူနိုင်နေပေါ့နော်အဲဥစ္စာအဲဥစ္စာကကျွန်တော်တို့ရဲ့အားနည်းချက်တွေဖြစ်သွားနိုင်တယ်အဲကျွန်တော်တို့စစ်ရေးမှာတော့အဲ့လိုဟာမျိုးကိုဦးစားမပေးဘဲနဲ့ပေါ့နော်စစ်ရေးလုံခြုံရေးဆိုရင်စစ်ရေးကစစ်ရေးလိုပဲသွားရမယ်လုံခြုံရေးလုံခြုံရေးကိစ္စအပြည့်အဝကျွန်တော်တို့လှုပ်ဆောင်ရမယ်ဆိုတဲ့အပိုင်းနေလေဒါသတိထားဖို့လိုလား